မြန်မာရုပ်ရှင်သမိုင်းထဲမှာအကယ်ဒမီစုကြည်၃ခုကိုရယူနိုင်ခဲ့တဲ့လူချမ်းမင်းသာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် ကျွန်တော်တို့ crazy အင်္ဂါနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့လူချင်းသီယိုဆောင်နေတဲ့ကမှထူးထူးခြားခြားမြမရုပ်ရှင်ထူးချွန်စု Academy စုကြီး၃ခုထိတိုင်ရယူခဲ့ပေါ်တဲ့လူချင်းမင်းသားကြီးအကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါရဲ့ရှင်။ရုပ်ရှင်လောကထဲမှာကောင်းဆောင်မင်းသားမင်းသမီးဇက်ဖို့သီယိုဆောင်နဲ့ဟာသာသီယိုဆောင်တချို့သာ Academy ရကြရင်လူသိများပေမဲ့လူချင်းသီယိုဆောင်နေတဲ့မှာ Academy ရတဲ့သူတွေကရှားလဲရှားသလိုလူသိလည်းနေခဲ့ပါတယ်။ ခင်မှာတော့လူကျန်းတရုပ်ဆောင်နေတဲ့မှာ အကယ်ဒမီရဖို့ဆိုတာက ပိုလို့တောင်ခက်ခဲသွားခဲ့ပါပြီဒီကနေ့မှာတော့1930ကနေ1950ခုနှစ်အတွင်းထူးခြားပြောင်ပြောင်လုံးတဲ့တရုပ်ဆောင်ဆွေးရီတွေကြောင့်ရုပ်ရှင်ထူးချွန်စုကိုသုံးချိန်တိုင်တိုင်စုခုနိုင်ခဲ့တဲ့လူကျန်းတရုပ်ဆောင်ကြီးဦးကျောင်းလုံးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဦးကြောင်လုံးကမြင်းကျန်ခရိုင်နထိုးကြီးမြို့ဇာတိဖြစ်ပြီးတော့1939ခုနှစ်မှာဖခင်ဦးသေးနဲ့မိခင်ဒေါ်တင်တို့မှမွေးဖွားခဲ့ပါတယ်။အမည်အရင်းကတော့ဦးအောင်ကြီးဖြစ်ပြီးတော့မွေးချင်းမောင်နှမ9ယောက်အနက်စတုထမြောက်သားပဲဖြစ်ပါတယ်။ငယ်စဉ်ကမြင်းကျန်မြို့မှာပဲပညာသင်ကြားခဲ့ပြီးတော့စေတန်းအောင်မြင်ခဲ့ပါတယ်။စေတန်းအောင်ပြီးတဲ့နောက်မှာတော့မြင်းကျန်မြို့မှာပဲခရိုင်ရုံးစီးအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ဦးအောင်ကြီးကအလုပ်ကိုလည်းအင်မတန်မှကြိုးစားလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။လုပ်တဲ့အလုပ်တိုင်းမှာလည်းစီးစနစ်အားနာသူတူဦးဖြစ်ပါတယ်။ဒါကြောင့်1942ခုနှစ်မှာတော့ ရင်းချန်တဲ့မိထီလာထောင်တွေကနေထောင်မှုအလုပ်ကိုစတင်လုပ်ကင်ခဲ့ပါတယ်။အဲဒီနောက်ကန်ထရိုင်းလုပ်ငန်းကိုပြောင်းလဲလုပ်ကင်ခဲ့ပြီးတော့အတော်အတန်အောင်မြင်ခဲ့ပြီးတော့ဥအောင်ကြီးကိုကျော်အောင်ကုမ္ပဏီပိုင်ရှင်အဖြစ်လူသိများကြပါတယ်။အမှုပညာကိုလည်းဝါသနာထုံသူဥအောင်ကြီးက1952ခုနှစ်မှာတော့မန္တလေးဥပဒိန်းတို့နဲ့အတူသင်္ကဟဒရိယာအဖွဲ့ကိုစုပေါင်းတည်ထောင်ခဲ့ပါတယ်။ဥအောင်ကြီးရဲ့တရုတ်ဆောင်ခီလန်းအစားကတော့ဒီလိုပါ ဂျပန်ခေတ်1954ခုနှစ်မှာတော့မန္တလေးမှာပဲထောင်ပိုင်ဘဝနဲ့နေထိုင်နေစင်ပါပဲသူရဲ့မိတ်ဆွေဖြစ်သူမန္တလေးရုပ်ရှင်ကနေပထမဆုံးပွဲဦးထွက်ဇိုက်ကားဖြစ်တဲ့ဒရိုက်တာဦးသူခရိုက်ကူးတဲ့ဘဝတန်တရာဇိုက်ကားထဲမှာတရုတ်ဆောင်ပေးဖို့ရာအကူအညီတောင်းလာမှုဝင်ရောက်တရုတ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ် ပါဝင်ရတဲ့အခန်းလေးကတော့ဆရာဝန်အခန်းတစ်ခန်းလေးဖြစ်ပါတယ်။ဒါပေမဲ့ဦးအောင်ကြီးရဲ့ဘုံခွေနေတဲ့ပါရမီလို့ပြောလို့ရမယ့်ဒီဥဆောင်ပညာရက်ကိုလွယ်ကူစွာနားလည်သဘောပေါက်ခြင်း dialogue တွေကိုပိုင်နိုင်ခြင်းစားတဲ့အမှုပညာတက်ခန်းလေးကြောင့်ပဲဒိမကြခင်အချိန်မှာပဲဇက်ကားတွေဆက်လက်ရိုက်ကူးဖို့ရအခွင့်အလမ်းကောင်းတွေစတင်ရရှိလာခဲ့ပါတော့တယ်။အဲဒီဇက်ကားတွေမှာတော့ ဦးအောင်ကြီးရဲ့နာမည်ကိုမန္တလေးဦးအောင်ကြီးလို့စာတမ်းထိုးပေးခဲ့ပါတယ်။မန္တလေးဦးအောင်ကြီးအဖြစ်ကနေဦးကျောင်းလုံးဖြစ်လာစီခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကတော့ဒါရိုက်တာရွှေတုံးပြောင်ရိုက်ကူးခဲ့တဲ့အီလူပေါင်တွင်ဇာတ်ကားပဲဖြစ်ပါတယ်။အရိဇာတ်ကားထဲမှာဦးအောင်ကြီးရဲ့ဇယုတ်ဟာလူယုတ်မှာတူဦးပဲဖြစ်ပါတယ်။တရုတ်ဆောင်တာလွန်စွာမှပြင်ခဲ့တာမို့ ဦးအောင်ကြီးမှဦးချောင်းလုံးအဖြစ်ကိုနာမည်တွင်သွားခဲ့ပါတော့တယ်1962ခုနှစ်မှာတော့ရွှေမန်းရုပ်ရှင်ဒါရိုက်တာရွှေတုံးပြီအောင်ရဲ့အတွေ့ရုပ်ရှင်ဇာတ်ကားနဲ့ပထမဆုံးအကြိမ်အမျိုးသားစပိုးစုရရှိခဲ့ပြီး1964ခုနှစ်မှာတော့ရှုမဝဦးကျော်ရဲ့ရွှေဝဲတသိန်းသိန်းနဲ့ဒုတိယအကြိမ်အမျိုးသားစပိုးစုထက်မှန်ရရှိခဲ့ပါတယ်အရင်နောက်1965ခုနှစ်အရောက်မှာတော့ချစ်သမီးဇက်ကောင်နဲ့ တတိယအကြိမ်ရုပ်ရှင်ထူးဆန်းစုရရှိခဲ့ပြန်ပါတယ်။အဲဒီချစ်သမီးဇာတ်ကားထဲမှာတော့ပရိသတ်တို့တွေးနေမြင်နေကြလူချမ်းကြီးဦးကျော်လုံးမဟုတ်တော့ပဲ ဝေးသောသမီးဖြစ်သူကိုအင်မတန်ကိုမှချက်တဲ့ဖခင်တူအဖြစ်တရုတ်ဆောင်ခဲ့ပါတယ်။သမီးအဖြစ်တရုတ်ဆောင်ခဲ့သူမေသမီးကြီးဘဝဝင်းရွှေကိုပါအဲဒီဇာတ်ကားမှာအကယ်ဒမီဆုကိုရရှိခဲ့အောင်ဦးကြောင်လုံးကအဲဒီအချိန်အဲဒီကာလတွေတုန်းကလူကျန်တရုတ်ဆောင်တွေရဲ့ထုံးစံအတိုင်းပြည်သက်တည်းရဲ့အယုံမုံကိုလည်းများစွာခံခဲ့ရတဲ့သူဖြစ်ပေမဲ့အပြုံးမပြတ်ပဲဝမ်းသာစွာ ခံယူတတ်သူလည်းဖြစ်ပါတယ်။ ဦးကျော်လုံးဟာပရိသတ်စီကအရန်မုန်းခံရလေအရန်အောင်မြင်လေလို့ခံယူထားသူတဦးပဲဖြစ်ပါတယ်။အနုပညာလောကရဲကိုစတင်ရောက်ခါစားမှာတော့မန္တလေးမြို့အုတ်တန်းအရက်မှာနေထိုင်ခဲ့ပါတယ်။ပြုဆောင်လို့ကိုစတင်လုပ်ကင်တဲ့အချိန်မှာတော့ရန်ကုန်မြို့ကိုပြောင်းရွှေ့ကသူရဲ့အနောက်ဆုံးအချိန်အထိရန်ကုန်မြို့မှာပဲနေထိုင်ခဲ့ပါရယ်။ဇနီးဖြစ်သူဒေါ်မြမြနဲ့သာသမီ9ယောက်ထုံကားခဲ့ပြီး နေဖြစ်သူတရုတ်ဆောင်အကယ်ဒမီဝဝအောင်တဦးသာတရုတ်ဆောင်လောကကိုဝင်ရောက်ခဲ့ပါတယ်1982ခုနှစ်မေလ26ရက်နေ့အသက်65နှစ်အရွယ်မှာတော့ရန်ကုန်မြို့တောင်ဝင်းမြို့နယ်မှာရှိတဲ့သူ့ရဲ့အနေအိမ်မှာပဲကွယ်လွန်အနေအဆရောက်ခဲ့ပါတယ်အကယ်ဒမီရုံးရှင်ထူးချွတ်စုအုံချိန်တန်ရရှိခဲ့တဲ့တရုတ်ဆောင်တဦးဖြစ်တယ်လို့လူကျန်းလူရုပ်မှာရုပ်ဒီမှာဆိုရင်လည်း အလွန်ပြည့်ပြည့်စွာတည်ယူဆောင်နိုင်တဲ့အပြင်အချစ်ဒရမာအဆရှိတဲ့ကြာရဇယုတ်တွေကိုပြည်ပြင်ပိုင်နိုင်စွာတည်ယူဆောင်နိုင်ခဲ့တဲ့ရုပ်ရှင်လောကရဲ့အဖိုးထံကျယ်ပွင့်တပွင့်အဖြစ်ဒီကနေ့ထိတိုင်းပရိသတ်တွေကအမှန်ရလျက်ရှိနေကြတာပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်